ျွန်တော်တို့တိုင်းပြည်ဟာတယံဇာတ်တော်တော်များများထွက်တယ်လို့ကောင်းမွန်တဲ့တယံဇာတ်တွေထွက်တယ်လို့အောက်တန်းစားတွေတော်တော်ထွက်တယ်เนาะအခုရှင်ဘီရင်ခစ်ကစပြီးတော့တိုင်းပြည်အတွက်အားကိုးရတဲ့ဒူရဲကောင်းတွေဆိုရင်တပ်ပစ်တယ်ဖမ်းဆီးပစ်တယ်ထောင်ချပစ်တယ်နေနေနံပစ်ပစ်တယ်မျိုးစုံလုပစ်တယ်ဒါဟာကျွန်တော်တမိုင်းအဆက်ဆက်မှလည်းတွေ့ခဲ့ရတယ်ဒါပေမဲ့တမိုင်းတွေဆိုတော့ရှင်းပြောရရင်မြမတမိုင်းမှာလိုရာရေးကြတာများတယ်အခုနောက်ပိုင်းခစ်တမိုင်းတွေကเนาะလိုရာဆွဲရေးတယ်အဲ့တော့ ီတမိုင်းတစ်ခုရဲ့စံချိန်စံနှုန်းဆိုတာအချက်တွေအများကြီးရှိပါတယ်။ဘက်လိုက်ရေးလို့မရဘူး၊ဒေါ်ထားနဲ့ရေးလို့မရဘူး၊ဖြစ်ရှင်စိတ်နဲ့ရေးလို့မရဘူး။နော်အများကြီးရှိတယ်။အဲ့တော့မြမတမိုင်းတွေမှာကခုနကပြောသလိုပေါ့။မြမတို့ဒီရွရွချွွန်ချွန်တိုက်ခိုက်ပါတော့လေအင်အားကြီးမမျက်တဲ့ဖြစ်ဆိုတဲ့ဟာမျိုးတွေတမိုင်းတွေကဒါတမိုင်းလို့မခေါ်ဘူး။ဘက်လိုက်ပြီးရေးရတာ။ချင်းချင်းပြောရင်စောက်သုံးမကြလို့ရှုံးနေဆိုစောက်သုံးမကြလို့ရှုံးနေတဲ့ရေးရမှာ။ဒါမှမဟုတ်ထားပါပြောချင်တာကအဲ့ဒီထဲမှာအခုခေတ်အထိရှိတယ်။နော်အရင်ခေတ်ကဘုကြောင့်အောင်ဆန်တိုင်းပြည်အတွက်လှုပ်ခဲ့တဲ့အချိန်မှာဂလုံဥစိုးလူမျိုးပေါ်ခဲ့တယ်လို့ အခုခေတ်မှာမင်းအုပ်စိုးနော်မင်းအုပ်စိုးကသူလောက်ခဲ့တဲ့အလောက်ကနိုင်ငံရေးပုံမှန်လည်းမဟုတ်ဘူးတိုင်းပြည်ကလည်းမဟုတ်ဘူးသူ့အတူရုတ်မာတဲ့လောက်ရတဲ့ထောင်ထဲကကြတယ်ထောင်ထဲမှာဒီဘောမတတိုက်နဲ့ဘလို့ညှိပြီးတော့ပြန်ထွက်လာတယ်မလို့ပြန်ထွက်လာတဲ့အချိန်မှာတိုင်းပြည်ရဲ့ပြည်သူလူထုရဲ့ခေါင်းဆောင်ဖြစ်လူထုကတင်မြှောက်ထားတဲ့လူထုခေါင်းဆောင်ဆော်ကားတယ်ဗိုလ်ချုပ်အောင်ဆန်းကိုပါဆော်ကားတယ်နော်အဲ့ဒါလို့ဆော်ကားပြီးတော့ဘီလိန်နေရာကနေလာခဲ့တဲ့ဒီအောက်တန်းစားကောင်ဒီနေ့လေနော် तू ဘောစုံနေတဲ့မင်းအောင်မှန်ကိုအမောတင်ပြီးတော့တိုင်းပြည်တည်သူလူထုကိုစော်ကားနေတဲ့ဗီဒီယိုဖိုင်တစ်ခုတက်လာတယ်။အဲ့တော့ဒီကောင်ဘာပြောလဲဆိုတော့ကျွန်တော်တို့ကြည့်မယ်နော်။မင်းညာတော့ကိုရွှေမျိုးတို့ရဲ့စာလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်လိုက်ရပါမယ်။ဒီလူကအပြင်မှာလည်းအင်မတန်အေးတဲ့လူ၊ရင်ကျေးတဲ့လူပါ။စာရင်းလည်း ရင်ရင်ကြီးကြီးပဲရေးပါတယ်ဒေါသတင့်တဲ့စာမျိုးရေးခဲ့ပါတယ်ဆဲဖို့ဆိုတာပူဝေးရောပေါ့ဗျာမနေ့ကသူ့စာမှာကျွန်တော်ဖိုင်အဖိုင်နောက်ဆုံးကြတော့ကျွန်တော်ရည်လဲရည်ပြီးတယ်အံ့လဲအံ့ဟောသွားတယ်ဘာကြောင့်လဲဆိုတော့ကိုရွှေမျိုးဝင်းကလီးပဲဆိုတဲ့ဇာတ်ကားတစ်လုံးထည့်ထားတယ်ဒီလူဒီလောက်ထိဘာကြောင့်ပောက်ကွဲပြီးတော့အဲ့ဒီလိုစာသားမျိုးတော့ထည့်ရေးရတယ်ဆိုတော့သူပောက်ကွဲမယ်ဆိုလေပောက်ကွဲတယ်မှာ အဓိကတော့ဗျာနှီးပိတ်ပိန်းနေပေါ့နောက်တကနိုင်ငံရေးကိုအသေးချနားမလဲတဲ့သူတီလူတွေပေါ်မှာကိုမျိုးဝင်းတော်တော်ပေါက်ွဲပုံရပါဘူးသူစာလေးကိုဖတ်ကြည့်ပြီးတော့ကျွန်တော်ဒီအကြောင်းအရာလေးကိုပြောချင်စိတ်ပေါက်လာလို့ဒီဗီဒီယိုဖိုင်လေးရိုက်ဖြစ်တာဘိုးကြောင့်မူကြီးမင်းအောင်လိုင်းရုရှားနိုင်ငံကိုသွားတယ်ဖိတ်ကြားခံရလို့သွားတယ်ခံခံနာနာရှိကြရတယ်ခံခံနာနာ တွေ့ကြ။ကိုတိုင်းပြည်အတွက်မမြင်ဘူးတော့လေမိုးမြင့်တယ်ပေါ့နော်။အဲ့တော့မင်းအောင်နိုင်ရုရရှားကြိုးတယ်မင်းအောင်ရရှားခေါင်းဆောင် ကိုတိုင်းလည်းလေစိတ်ကထွက်ကြိုးတာမဟုတ်ဘူး။နော်။မြန်မာပြည်ကခေါင်းဆောင်တွေတပရဥထင်ကြော်တဲ့ရရှားကိုတွားခဲ့တယ်။အခြားလူနဲ့မနိုင်ခင်နဲ့ကုံဝါးနဲ့နှစ်ပိုင်းလေးရမှနိုင်ငံတမရပြည်သူရွေးချယ်တင်မြှောက်တဲ့တမရအဖြစ်နဲ့ဥထင်ကျော်ရုရှားကိုတွားခဲ့တဲ့အချိန်မှာရုရှားကြိုးစိုးပုံနဲ့ မင်းအောင်လှိုင်ရုရှားကိုဘယ်နှကြိမ်ရှိသွားပြီလဲအဲ့ဒါစဉ်းစားနော်အဲ့တော့စကားတခုကိုပြောကျင်တယ်ဆိုရင်ကိုလိုရာကိုကိုဆွဲပြီးအမွတ်နေပြောတာအဲ့ဒါပညာမဲ့စောက်ပိနေတဲ့အလုပ်နော်အဲ့တော့နှိုင်းရှင်ပြီးတော့ကြည့်ရတယ်မင်းတို့ပြောသလိုခန်းခန်းနန်းနန်းကြိုဆိုတယ်ဆိုတာစဉ်းစားပေါ့ဟုတ်တယ်မလားနိုင်ငံကိုကိုစားပြုပြီးတွားပြီးဆိုတာဒါသူတို့ဘက်ကတော့ရှင်းသွဲမင်းအောင်လှိုင်ကိုအားပေးတာတရုတ်နဲ့ရုရှားတရုတ်နဲ့ရုရှားကြီးအာဏာသိမ်းတဲ့မင်းအောင်လှိုင်ကိုတိုင်းပြည်ခေါင်းဆောင်ပြီးသူတို့အဲ့နေရာမှာထားပြီးတော့သူတို့ဆက်ဆံပြဘာဖြစ်လို့လဲဒီကောင်ကိုခိုင်းဖို့အတွက် နော်အဲ့တော့မင်းအောင်လှိုင်ဆိုတဲ့အရေးရှိကိုမဟုတ်ဘူးနော်ညမာပြီကိုတို့လို့လိုချင်တာရဖို့အတွက်လှုပ်ချင်တာလှုပ်ဖို့အတွက်အဲ့ဒီကောင်ရုပ်တရုပ်နေနဲ့အဲ့ဒီမှာထားတာဒါပေမဲ့တမနာဥဒိညောတွားတဲ့အချိန်မှာမင်းတို့မင်းအောင်နိုင်တဲ့တူတလားအဲ့လိုကြည့်ရတယ်နော်အဲ့တော့တိတ်ပေါ်တဲ့ဇကားတွေခလေးဇကားတွေပြောတာမရှက်ဖို့ကောင်းတဲ့ရောက်တိတယ်ဆော့ပေါ်ထပ်ပြောအကျိုးရှိမဲ့ကိစ္စရဲ့အများကြီးဆွေးနွေးကြတယ် သဘောတူညီခဲ့ကြတယ်။နားလည်မှုတွေယူခဲ့ကြတယ်။အဲ့ဒီမှာဘိုးချုပ်မူကြီးမင်းအောင်လှိုင်ကပူတင်ကိုစောက်လေးတုပ်လက်ဆောင်ပေး။အာတိုင်းပဒလှတယ်ဗျာ။တိတ်တိတ်ရလွန်။ကျွန်တော်ဆိုရင်စာရီအများကြီးကျွန်တော်ဖတ်ခဲ့တယ်။အဲ့ဒီစာကိုလည်းကျွန်တော်ငငယ်လေးကဖတ်ခဲ့ဘူးဗျာ။သို့သောဘာဖတ်တာလဲ။မင်းငငယ်လေးတွေကဖတ်တဲ့စာအုပ်ကဘာ။ဩစာအုပ်ပဲဖြစ်နေတယ်။တိတ်လား။မှားတော့မှားနေတယ်။ ဘာလို့ဆိုတော့ငငယ်လေးတွေကနော်အတိတ်တရားပြေဝမဲ့ဓမ္မသိက္ခာကြတဲ့စာပေတွေကိုဖတ်လာတဲ့လူတယောက်ကမင်းလိုမျိုးလူရုပ်မှာဘွားတာရောက်မနေဘူး။တင်းနေတယ်။ဘာလို့ဆိုတော့အမှားအမှန်အကောင်အဆိုးအကြောင်းကျိုးခွဲခြားတတ်တယ်လေ။စာပေဆိုတာလူဘဝကိုပြောင်းလဲစေတယ်။အဲ့ဒီတည်းမှာမင်းလိုကောင်မျိုးကိုမင်းမင်းပြန်ကြည့်ပေါ့။ဟုတ်တယ်နော်။အဲ့တော့မင်းငငယ်လေးတွေကဖတ်ခဲ့တာအတိတ်တရားရတဲ့စာတော့မဟုတ်ဘူး။ဩစာပေပဲဖြစ်လိမ့်မယ်နော်။ဒီအချိန်မှာဘိုးကြောင့်ဘူးကြီးမင်းအောင်လိုက်ရုရှားသွားရင် ဲ့ဒီစာအုပ်ကလေးကိုများသူလက်ဆောင်ပေးလေမလားဆိုတဲ့အတွေးမျိုးကျွန်တော်နည်းနည်းလေးတော့မတွေးမိခဲ့ဘူးသူတိတ်တော်ပါဒါမှမဟုတ်ရင်လေသူ့မှာရှိတဲ့အကြံပေးအဖွဲ့တိတ်တော်ပါမဆက်လိုက်တော့အကိုနဲ့ဝင်ပါအဲ့လိုပဲသုံးပါအင်မတန်တန်ဖိုးနေတဲ့စာအုပ်လေးပါဒါပေမဲ့အဲ့ဒါလေးကိုပေးလိုက်ခြင်းအပြင်နောက်မှာပါလာတဲ့ဝင်နေနေတာမဟုတ်ပါဘူးကျွန်တော်တိုင်းပြည်တွေရမ်းကျွန်တော်တို့တိုင်းပြည်တွေရရတယ်ဆိုတာရုရှားစီကအခုမှလည်းမဟုတ်ပါဘူ အဲ့ဒါပဲတိလဘာမှဒီလိုမျိုးပောက်ပန်း50កောင်တွေကတိုင်းပြည်ပေါ်တက်ပြီးတော့လူစွာချေလှုပ်ရှင်တဲ့ဘဝဒီတိုင်းပြည်ခံနေရတယ်နော်နှစ်နိုင်ငံတဘောတူစာချုပ်လက်မှတ်ရေးထိုးတယ်ဆိုတာကဒီနေ့တော့ဒီနေ့ရေးထိုးလို့ရတယ်အရာမဟုတ်ဘူးကိုကအကွက်တက်ကဒီနိုင်ငံမှာဘာတွေရှိတယ်ဘာစီမံကိန်းတွေရှိတယ်ဒီစီမံကိန်းတော့ဘယ်လောက်ကြာသူတို့နိုင်ငံပညာရှင်တွေတွတ်ချက်လက်နဲ့ချီအချိန်ယူနှစ်နဲ့ချီအချိန်ယူပြီးမှဒီဟာတွေကိုလက်မှတ်ထိုးပြီးဒီလုံးလုံးပဲဆုံးဖြတ်လို့ရတာ မင်းအဖေမင်းအောင်နိုင်တွားလို့အိတ်စာကိုဖေးလိုက်တော့အဲ့ဒီအချက်တွေကိုလက်မှတ်ထိုးလို့ရတာမဟုတ်ဘူးစောက်တော်ရရဲ့တိလားစောက်ပဲရမရှင်းလားနော်အဲ့ဒါပဲမင်းတို့ကောင်တွေကလေဟိုအရှိရဖို့အနောက်အရှိရဖို့အနောက်ကဖို့နော်အဲ့တော့အဲ့ဒီမင်းအောင်နိုင်စာအုပ်ကိုယူသွားပြီးတွားရှင်းပြနေတဲ့ပုံမင်းတို့မရှက်ဘူးလားဟမ်နိုင်ငံခေါင်းဆောင်တွေခေါင်းဆောင်ကြီးတွေ့တဲ့အချိန်မှာမင်းအောင်နိုင်အခုရက်ဆပ်ပူတင်ပူတင်ကိုပြောတဲ့ပုံစံမျိုးဘယ်ခေါင်းဆောင်တွေပြောနေတာမင်းတို့မြင်ဘူးခဲ့တဲ့ကဘာမှာ ရှက်စရာကိုရှက်စရာကောင်းမှမတိအောင်မင်းတို့ဘဝတွေအဲ့လောက်တော့ပိမ့်ပိတ်နေတာဟမ်တိုင်းပြည်ရဲ့အဆင့်ကတူလောက်လိုက်တာဘယ်အဆင့်ကြီးဖြစ်သွားပြီဘလောက်ဒီတိုင်းပြည်ရဲ့စောက်ပြတ်အောက်တန်းကြတဲ့တိုင်းပြည်အဖြစ်ဒီပူတင်တို့လူမျိုးဘယင်ဖြစ်သွားလောက်ပြီသူတို့အမေရိကန်တပ်မတော်နဲ့ဒေါ်လာစုကြီးတွေ့တယ်မင်းတို့ပုံစံမြင်ရတာဘလို့ပုံစံဆက်ဆံတယ်အေးအဲ့ဒါလူအဲ့ဒါကြည့်ထားမင်းတို့မင်းတို့အဲ့ဒါကြည့်ထားသိလားပြည်သူရွေးချယ်တင်မြောက်ခဲ့တဲ့ခေါင်းဆောင်တွေတမတိုင်းဦးဝင်းမြင့်ဦးထင်ကျော်ဒေါ်အောင်ဆန်းစုကြည် ီခေတ်မှာပဲမင်းတို့မျက်စိရှိမှာပဲအခြားတိုင်းပြည်တွေသွားတယ်တရုတ်ကိုသွားတယ်ဒေါ်အောင်ဆန်းစုကြည်ဘလိုပုံစံဆက်ဆံတယ်ဒေါ်အောင်ဆန်းစုကြည်ကိုဘလိုပုံစံလက်ခံတယ်အမေရိကန်ကိုခေါင်းဆောင်တယ်ဒေါ်အောင်ဆန်းစုကြည်ကိုဘလိုပုံစံဆက်ဆံတယ်ဦးထင်ကျော်ကိုဘလိုပုံစံဆက်ဆံတယ်ဦးဝင်းမြစ်ကိုအခြားတိုင်းပြည်ခေါင်းဆောင်တယ်ဘလိုပုံစံဆက်ဆံတယ်အခုမင်းရောက်နိုင်ကိုမင်းတို့သွားတဲ့ပုံနဲ့လှုပ်တဲ့ပုံမင်းတို့နှိုင်းချီစည်းစမ်းမှာအဲ့လောက်လေးပဲအများကြီးမတွင်းနဲ့မင်းတို့ခေါင်းမမီဘူးဆိုတာသိတယ်အဲ့လောက်လေးပဲနှိုင်းချီကြည့်သူ့ဘက်ကိုဘက်ပြောနေတာမဟုတ်ဘူးနော်ဒီဒီကာလလေးမှနေ တိုင်းပြည်ကိုကိုစားပြုတဲ့ခေါင်းဆောင်ချင်းတူတာတောင်မှဘလို့ပုံစံဆက်ဆံနေကိုဘက်ကလူကြီးကဘလို့ပုံစံအနေထားရှိခဲ့အခုမင်းတို့မင်းအောင်နိုင်တရားဝင်တရားဝင်ဆိုတဲ့ဇကောင်းထက်ရှိတဲ့လက်လက်အော်နေမင်းအောင်နိုင်နေရာမှာခွေးကိုအမီးဖြတ်လိုက်ဝက်ဆပ်ပူတင်လက်ခံပေးလိုက်မယုံမရှိနဲ့မင်းအောင်နိုင်ဆိုတဲ့အရေးချင်းကိုပူတင်ကခေါ်ပြီးလက်ခံတာမဟုတ်ဘူးဒီတိုင်းပြည်ရဲ့အရာကိုတူလိုချင်လို့မင်းအောင်နိုင်နေရာမှာခွေးတဲ့ကောင်အဲဇင်းရှင်းဖြစ်ဖြစ်ဒိုဘာမင်ဖြစ်ဖြစ်ခွေးတဲ့ကောင်ကိုအမီးဖြတ်လိုက်နော် ဒါကျုပ်တို့တိုင်းပြည်ရဲ့ခေါင်းဆောင်မှာဆိုပြီးထွက်လိုက်မင်းအောင်နိုင်ကိုကြိုးတလို့မကြိုးကြိုက်ရလို့ပြောရှင်းလားအေးအဲ့ဒါတန်ဖို့နော်အဲ့ဒါလေးကိုနားလေကိုလိုတယ်သိလားနော်နွားအုပ်စိုးရုရှားနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့တန်တမဆက်ဆံရေးနှစ်ပေါင်းများစွာရှိခဲ့တယ် RND ကျောင်းသား RND ကျောင်းသားလို့ဂုံယူဝင်ကြောဆိုတာကြွေးကြော်ခဲ့ကြတယ် RND ကျောင်းသားတွေတက်ခဲ့တဲ့ကျောင်းကြီးရုရှားစောက်ပေးခဲ့တာ တောင်ကြီးမြို့မှာရှိတဲ့ဆက်ဆံတော်ဆေးရုံရုရှားဆက်အလကားဆောက်ပေးတယ်။ဟိုမတိလို့မင်းပဲအလကားဆောက်ပေးတယ်လား။ရုရှားအလကားဆောက်ပေးတယ်လား။အဲ့ဒါဆိုရင်တော့ဂျေဇုတင်ရမယ်။နော်။ဟုတ်တယ်နော်။အလကားဆောက်ပေးွားရတယ်။အဲ့ဒါဆိုဂျေဇုတင်ရမယ်။ခလေးစကားတွေကွာမင်းတို့တွေဘာကောင်တွေလဲကွာ။အခုဘိုးကြောင့်မင်းကြီးမင်းအောင်လိုက်ရုရှားကိုသွားတယ်။နားလည်မှုတွေယူတယ်။တိုင်းပြည်အတွက်အကျိုးရှိရာရှိချောင်းတွေပြောဆိုဆွေးနွေးကြတယ်ဆိုတော့မြန်မာနိုင်ငံအတွက်ပါ။ သူသွားတာဥမင်းအောင်လှိုင်အင်းဒီနဲ့သွားတာမဟုတ်ပါဘူးဟုတ်တယ်လေမြန်မာနိုင်ငံရဲ့ဝင်ကြီးချုပ်တယောက်နေဟိုကလည်းဥမင်းအောင်လှိုင်နေတဲ့ဖိတ်တာမဟုတ်ဘူးငါပြောသလိုပဲခိုးရအမီးဖြတ်ပေးလိုက်ဒါမြန်မာနိုင်ငံဝင်ကြီးချုပ်ပါအာနာသိန်းထားတဲ့အချိန်မှာဒီတိုင်းပြည်ကိုဒီခွေးကြီးကအာနာသိန်းထားတာပါတို့တို့ရဲ့ခေါင်းဆောင်ကဒီခွေးခေါင်းဆောင်ကအာနာသိန်းကဒီအဲသေးကြီးပါလို့မိလို့ပြောလိုက်ရက်ရှားကအဲ့ဒီအဲသေးကြီးကိုအဲ့ဒီခုံပေါ်မှာထိုင်ပြီးတော့စကားပြောပြီးလက်ခံပေးလိမ့်မယ်အဲ့လောက်အနေထားရှိတယ်ငါပြောစကားမှားလားညည်းရဲလာခဲ့ ဟုတ်တယ်မလားအဲ့ဒါဦးမင်းအောင်နိုင်နေတဲ့ဝက်ဖိတ်တာမဟုတ်ဘူးနော်ရှင်းတယ်မလားအဲ့ဒါအဖြေပဲအဲ့ဒါအမိုးတွေစွတ်သိမ်းမနေနဲ့တိလာရှက်ဖို့ကောင်းတယ်မင်းတို့ကမင်းတို့မင်းတို့တိတ်ထိတင်လေမင်းတို့ခွေးဘွားရောက်နေဖြစ်နေတာနော်ဆက်ပြောဟွာလာသူတောင်းဆိုလာတာဒီအားလုံးကလည်းသူ့မိသားစုအတွက်သူ့မျိုးသမီးအတွက်သူ့သားနဲ့သူ့သမီးတမဟုတ်ဘူးဘယ်ဟုတ်မလဲလက်ရှိတိုင်းပြည်မှာမီးပြတ်နေတဲ့သူ့သားဆိုလာတဲ့ကုမ္ပဏီဖွင့်နေလေမင်းအောင်နိုင်အာနာတိမ့်ပြီးမှ အောင်ပြည့်စုံလုတ်ခွင့်ရတဲ့ကုမ္ပဏီလုပ်ငန်းပေါင်းလက်ချိုးရည်လို့ရသေးလားမင်းတို့ကအဲ့လားလေးပဲမေးမယ်ဟင်တာမန်ပြည်သူတွေကငတ်ပြက်မီးရှို့နော်မျိုးစုံဘုံကျက်ကန်ထိနေတဲ့အချိန်မှာမင်းအောင်နိုင်အာနာသိမ့်ပြီးမှတူတာအောင်ပြည့်စုံပဲနော်တခင်တီးတက်မှမပါသေးဘူးနော်လုတ်ခွင့်ရတဲ့လုပ်ငန်းကုမ္ပဏီလက်ဆယ်ချောင်းကာသေးလား60ချောင်းမှာထထောင်လိုက်ကာသေးလားအေးအဲ့ဒါအဖြေပဲ မင်းတို့ကြိုက်တဲ့လောက်အမှုန်းတင်ဒီနေ့ကပြည်သူတွေအကုန်တိတယ်အကုန်မြင်းနေရတယ်နော်ဘသူကလူဘသူကတလိမ့်ဆန်နေဆိုတာသိနေတယ်မှတ်ထားနော်ကြောကြေပါဆိုသလိုအနေငယ်တော့အကျိုးခံစားမှုတန်းတရားချပါလိမ့်မယ်အနေငယ်အဲ့ပါဟုတ်တော်လေဟောအနေငယ်အနေငယ်အကျိုးခံစားခွင့်စောက်ခေါမကျူကျူလာမတန်မရကင်ထားတဲ့ဆလင်းဘက်တဲ့အိဘလောက်လဲလို့မင်းအောင်နိုင်လကတလဘလောက်လဲမင်းအောင်နိုင်လကတလ330ဆောက်ခေါလာကျူကျူမကင်ထားတဲ့ဆလင်းဘက်အိတစ်လုံးနဲ့350အနည်းဆုံးရှိတယ်အဲ့လိုမျိုးဆလင်းဘက်အိမျိုးဘယ်နှလုံးရှိတယ် အဲ့ဒါဂျူဂျူနဲ့ဖာခံထားတဲ့ငွေတွေလားခင်သီးတက်မဖာခံထားတဲ့ငွေတွေလားဒါမှမဟုတ်မင်းတို့ဆိုမင်းအမေဖာခံပြီးတော့ဂျူဂျူနဲ့ကိုတွားပြီးတော့ညီမလေးဂျူဂျူနဲ့အမကြီးဂျူဂျူနဲ့ပြီးတော့ငါဖာခံလို့ရတဲ့ပတ်စံနဲ့မင်းတို့ငါဆလင်ဘက်အိတ်ဝယ်ပေးလိုက်တော့ပေးထားတဲ့ဟာတွေလားဟမ်စကားပြောရင်မင်းတို့အရှိပြောမင်းတို့မင်းတို့ပြောတဲ့စကားလုံးတိုင်းကမင်းတို့ခိုးဘွားရောက်တဲ့စကားလုံးတွေပြောကြိုက်တာပြောဘာဖြစ်လို့လဲမှားတယ်နဲ့မှန်တာကိုကြိုက်လို့ရှင်ပြောလို့ရတယ်ငါတို့စတာတက်လို့ပညာတက်လို့တိလို့ပေါက်ရောက်လို့မဟုတ်ဘူး ဘာဖြစ်လို့လဲငါတို့ရိုးရိုးလေးပဲအမှန်တရားကိုငါတို့တွေ့နေရတယ်မြင်နေရတယ်မင်းတို့ကမှန်တဲ့အရာကိုမှားတယ်လို့နေတဲ့အတွက်ပြည်သူနဲ့မင်းတို့အဲ့ဒါပဲငါတို့ပြည်သူတွေနဲ့မင်းတို့အဲ့ဒါကွာဟဲ့အဲ့တော့မင်းတို့တွေကအတ္တမလိုက်ပြီးတော့အမှားကြီးကိုအမှန်လို့ရှင်နေတွေ့မင်းတို့ပဲတဖြည်းဖြည်းနဲ့မြောင်ရကြမှာစက်ပြောတို့တမိသားစုကောင်းစားရေးအတွက်ဒီခီးစဉ်ကိုသူသွားတာပေါ့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုး ကျွန်တော်တို့မျိုးဆက်တစ်ဒီအနာကတ်ဟုတ်မလဲစောက်ကြီးစောက်ကြီးမြောက်လင်းငဆက်နေကွာမင်းတကယ်ပဲပြောလဲပြောထွက်တယ်မင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့အနာကတ်ကျွန်တော်တို့မျိုးဆက်တွေ့တယ်ကောင်းဖို့ဆိုရင်ရစားမတော်နဲ့ဘူးနော်ဟိုမှာဘုံကျဲကန်ထိထားတဲ့ပြည်သူတွေခလေးတွေ PDF တွေလို့မပြောနိုင်ဘူးနော်ယောက်ျားတွေမပါနဲ့ကွာမြန်မာပြည်သားယောက်ျားတွေအတော့မပြောနိုင်ဘူးအတက်၁၀နှစ်အောက်ခလေးတွေနဲ့အတက်၁၅နှစ်အောက်အတက်မပြည့်သေးတဲ့မိန်းကလေးအမျိုးသမီးတွေ အဲ့ဒီဟာလေးအနာဂတ်အတွက်ပဲတစ်ချက်တွားခဲ့ပေးဦးနော်မင်းတို့ drone နဲ့ကျဲနေတယ်စာတင်ကြောင်းနဲ့ကျဲချတယ်ဖုန်းကြောင်းနဲ့ကျဲချတယ်နော် PDF တွေ့ရဆိုပြီး UI ပေါ်နဲ့ကျဲချတယ်စစ်ဘေးကြောင်စကန်နဲ့ကျဲချတယ်အကုန်ကျဲချနေတယ်နေ့တိုင်းကျဲနေတယ်အဲ့ဒါလေးပဲအရင်တွားစောက်ချောက်ပေးဦးမင်းမစားကြနဲ့လာခဲ့လားဟဲ့ကရင်ပြည်နယ်တကြောထိုင်းနယ်ဆက်တကြောမှာစစ်ဘေးဒုက္ခတွေစကန်နေငန်းလိုက်ကြမယ်သမင်းငတ်နေတဲ့နေရာတွေရှိတယ်မင်းလိုက်ယူပေးဦးစောက်ကြီးစောက်ကြီးရုရှားသားမှနိုင်ငံအနာဂတ်တွေမျိုးဆက်တွေလာမပြောနဲ့လောလောဆယ်မင်းတို့အဲ့လေးပြန်မတက်ဖို့ ဒရုန်းတွေတက်ပြီးဘုံမကျဲဘူးတော့ခဏတားပေးလိုက်အဲ့ဒါဆိုနိုင်ငံရဲ့အနာဂတ်မျိုးဆက်တွေအတွက်တာယာဝပြီနော်အဲ့လောက်လေးပဲလုပ်ပေးရုရှားကိုတွားစရာမလိုဘူးဘလို့လဲရုရှားနိုင်ငံမှာရုရှားသမ္မတနဲ့တွေ့တဲ့အချိန်မှာသူစွမ်းနိုင်ကြလားသူစွမ်းနိုင်ကြလားသူစွမ်းနိုင်တော့မှသူကျူးသားခဲ့ပါတယ်စကြဝဠာင်းမင်းကဗာမင်းတယ်ဟမ်ပြုလုပ်ခဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ ဝမ်းမိဝကံဖြစ်ဝမ်းတားရတာလက်ကုတ်တီးဟုတ်ဟုတ်လက်ကုတ်တီးရလက်ကုတ်တီးမိမယ်အေးဘာကြောင့်လဲကိုနိုင်ငံဆော့ပေါ်ကြီးကွာမရှိဘူးလားလို့အင်းအအကြီးဆုံးအမေရိကန်ကိုဟုတ်ဒီကောင်ကပြောနေတဲ့ပုံနဲ့လုံနေတဲ့ပုံကျွန်တော်တကယ်ကောင်းမကျွန်တော်ကိုလေမင်းအဲ့ဒီဗီဒီယိုဖိုင်တစ်ဖိုင်ရိုက်သိန်း100ပေးမယ်ဆိုတော့ကျွန်တော်လှည့်ပြန်လို့ပြောလိုက်မှာဘာဖြစ်လို့လဲလူတယောက်ကတန်ဖိုးတိတ်ခါနာမည်တစ်လုံးဆိုတာအင်မတန်ရေးကြီးတယ်စင်းရတာချမ်းသာတာပညာတတ်တာပညာမတတ်တာလည်းမဆိုင်ဘူးနော် ကိုလုံနေတဲ့အလုပ်ကခုနိုင်ငံရေးအကြောင်းလုပ်မှာဆိုအဲ့ဒီနိုင်ငံရေးပေါ်မှာတစ္ဆာစီမှုဒီနိုင်ငံရေးပေါ်မှာသူ့ရဲ့စံဘယ်လောက်ရှိလဲနိုင်ငံရေးကိုကျွမ်းကျင်စရာမလိုဘူးဒီပေါ်မှာဒီနိုင်ငံရေးပေါ်မှာသူ့ရဲ့တစ္ဆာစီမှုဒီနိုင်ငံရေးပေါ်သူ့ရဲ့တိကျမှန်ကန်မှုအဲ့ဒီတန်ဖိုးဟာဘာနဲ့မှပိုင်းဖြတ်လို့မရဘူးအခုဒါတူဆိုရင်ဒါနိုင်ငံရေးစကားပြောနေတာဖြစ်တဲ့အတွက်သူကနိုင်ငံရေးလုပ်ကိုလုပ်နေတယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာသူလုံနေတဲ့အလုပ်ရဲ့သူလုံတဲ့ပြောတဲ့စကားလုံးတွေဒီသူရုံနေတူရှစ်စရာကြီး ။အိုးဘယ်လိုပြောမလဲတခါကျရင်လေကျွန်တော်တို့ကဘိုင်နိုင်တော့မတက်တော့ပါဘူး။ကျွတ်တဲ့ပေါက်ပန်း၄၀ဒီအမှုပညာနဲ့လို့ဘာလို့ပြောချင်တာပြောပြီးဗျမ်းမတာဆိုချင်တာဆိုအဲ့လိုမှမတွေ့ရင်ကျွန်တော်ဗီဒီယိုဆိုကျွန်တော်ကြော်ဖြစ်တယ်။မတိသူတို့ကြည့်ရကျွန်တော်ရှက်တယ်။အခုလည်းမင်းတို့ဆိုပုံကျွန်တော်ကြည့်ရမယ်။သူတို့မရှက်တတ်ဘူးလားမသိဘူး။ရှက်စရာကြီးတကယ်ကြီးသူတို့ဘယ်လိုဘာစပေါ်ကြီးကြတယ်ဟာသူ့မှာတားသမီးတွေကြံနေကြမဲ့မျိုးဆက်မင်းတို့ဆိုရဲတားမင်းတို့ဆိုရဲမီးမင်းတို့ဆိုရဲမြစ်သေးပြီ။သွားပြီ။အဲ့တမိုင်းဘာနဲ့မှလဲလို့မရတော့။ခြိုက်တက်တော့ချမ်းသာ။ အခုစစ်ကောင်းဆောင်မင်းအောင်နိုင်ရောအဲ့လိုဘောမလိုက်လို့မင်းအောင်နိုင်ရနိုင်ဝမ်းမဲ့ထားမင်းတို့ဆိုလို့မိသားစုတွေချမ်းသာဝမ်းမဲ့ထားလူပိတမှာလားလူတွေကိုတိုးလို့ရမှာလားအဲ့တမိုင်းဘယ်တော့မှဖျောက်လို့မရဘူးလားအဲ့ဒါလူတန်ဖို့အဲ့ဒီတန်ဖို့ကအင်မတန်ရေးကြီးတယ်အဲ့ဒါကိုယ့်ရဲ့ကိုကိုယ်တိုင်ပိုင်ဖြတ်တဲ့တန်ဖို့ပဲအဲ့ဒါလူတယောက်ကတန်ဖို့သူများပိုင်ဖြတ်တာမဟုတ်ကိုကိုယ်တိုင်ပဲပိုင်ဖြတ်တာအခုဒါမင်းတို့ဆိုတာသူ့တန်ဖို့သူကိုယ်တိုင်ပိုင်ဖြတ်နေတာကြည့်ယိုလူမရှက်မြင်လူရှက်ဆိုတာအဲ့ဒါကိုပြောတာနော်ယိုတဲ့လူကတော့မရှက်ဘူးဘာလို့ဆိုတော့ချိန် သူ့ဘဝကိုသူဖြည့်ဆင်းခြင်းနေတာကိုဒါမြင်တဲ့လူကတော့မလုတ်တဲ့မလုတ်ထိုက်တဲ့မပြောတဲ့မပြောထိုက်တဲ့ဟာကိုလုတ်နေတဲ့အတွက်ညင်ရုံးနဲ့ရှက်ကြတယ်အဲ့ဒါအယူလူမရှက်မြင်လူရှက်ဆိုတာဒီကောင်မျိုးကိုပြောတာနော်ဆက်ပြောနွားအုပ်ဆုံးဆက်ပြောတော့မှဂယူးမဆိုင်တဲ့နိုင်ငံရဲ့ခေါင်းဆောင်ကဖက်လဲတကင်းစီကြိုတယ်နောက်တော့အဲ့ဒီခေါင်းဆောင်နဲ့တွေ့တဲ့အချိန်မှာကိုတိုင်းကြီးရဲ့ခေါင်းဆောင်ကအဖိုးနဲ့ဝင်ပါလေဘသူမှမတွေးမိတဲ့အချက်ကလေး ဟိုနောက်ကကျရင်တွပီစာကိုယူပါလို့မတ်သိမြင်လို့တွပီလို့လေဘာလို့ဆိုတော့စောက်ခေါမကျူကျူထရုပ်ကမတ်သိမြင်နဲ့တွပီနော်ဒနုမြူဆွေမင်းရေးတဲ့တွပီစာကိုနိုင်စာတွပီကကျွန်တော်ပါမတ်သိမြင်ကတော့ကျွန်တော်မိမကျူကျူလှပါနော်ဖိုက်ကလေးကတော့ကျွန်တော်ရဲ့နောက်ကလိုက်ပြီးတော့ဟောင်းနေတဲ့ငမဲလုံးမှာဆိုပြီးတော့လေအဲ့ဒီအထုပ်ပတ်တီလေးကိုယူပါကျွန်တော်တို့တောလိုက်တဲ့အချိန်တုန်းကတယံတစ်ခါက ဟုတ်လားတနေ့တော့အခါလေအဲ့လိုမျိုးလေးနဲ့ပူတင်ကိုတွားပြောလို့အကြံပေးတယ်လို့အဲ့ဒါဆိုရင်ပို့ပြီးတော့အဖိုးနှဲတယ်ပို့ပြီးတော့ဝင်နှဲပါတယ်လို့တိလားနော်မှတ်ထားနော်တိလားမင်းဖေကိုတွေ့ရင်အဲ့လိုမျိုးအကြံပေးတယ်နောက်တစ်ခါကျရင်တိလားဖတ်သားရဲ့နှလုံးသားကိုကင်လှုပ်လိုက်နိုင်တယ်ဒီဆောက်လေးနှလုံးသားကိုကင်လှုပ်ရတယ်နှလုံးလှုပ်တယ်ဟောသူတို့နှလုံးသားကိုသူတို့ကင်လှုပ်တယ်အိုင်ဒီယာဒါတွေကိုချီးကျူးရမှာဒီအချိန်မှာဒီကာလမှာလက်ရှိနိုင်ငံရေးအခြေအနေပျောက်ပေါ်တယောက် မလိမ့်ရတာဒီမုံရတာဒီအာဃာတကြီးတာဒီရက်ဖို့ကောင်းတယ်ဒီလိုကောင်းတိုင်းပြည်လေသာဓုသာဓုပါလားသာဓုပါကိုတိုင်းပြည်ကိုလူမျိုးတွေကောင်းရကောင်းလို့ဖြစ်စီမဲ့အလုံမျိုးကိုလုံနေတဲ့နိုင်ငံခေါင်းဆောင်တယောက်ကိုကိုတိုင်းပြည်ကိုလူမျိုးတွေကောင်းရကောင်းချောင်းဖြစ်စီမဲ့အလုံမျိုးကိုလုံနေတဲ့နိုင်ငံခေါင်းဆောင်တယောက်အမလေးအဲ့ဝါချာလေးကိုတည်တည်ချာချာမှတ်ထားလမ်းမှာမင်းအောင်နိုင်လုံနေတဲ့အလုပ်ထဲမှာကိုတိုင်းပြည်ကောင်းရကောင်းချိုးအတွက် လုံနေတဲ့အလုတ်ဘဏ္ဍခုများရှိတယ်လို့ငါပြောတယ်လို့အညာမှာစစ်ဘေးရှောင်နေတွားပြီးတော့ကြည့်အောင်เนาะယွာမန်းတည့်ရဲ့တားနဲ့မီးရှို့ပစ်တဲ့ဟာတွေတွားပြီးအိမ်တွားဆောက်ပေးအောင်เนาะဟိုအနာတိုင်းကသာဆက်မပြောဘူးเนาะเนาะအဲ့တော့မင်းငါပြောချင်တာကကိုပြောချင်ကိုပြောချင်တဲ့စကားတခွန်းရဲ့အတိတ်ပဲနဲ့တက်ရောက်ဝမ်းမဲ့အရာတွေဖြစ်ပေါ်လာမဲ့အရာတွေကိုနှိုင်းရှင်ပြီးမှပြောလေကွာအခုတော့ဘယံမထာပြောတော့မင်းမင်းဆောက်ပေါ်တော့မဟုတ်ရိုးရိုးဆောက်ပေါ်မင်းအထူးစပယ်ရှယ်ဆောက်ဆောက်ပေါ်ဝိုင်းပြီးတော့ ဩဘာတစ်ခုတီးပေးကြရမှာပါတိုင်းကြီးကောင်းအောင်လုပ်တဲ့ဩဘာတစ်ခုတီးပေးကြဘူးကိုမဆိုအားလုံးကတညီတညွတ်တဲ့ထောက်ခံကြရနောက်ဆုံးမိတ်ပြောရမယ်ဆိုရင်ဘိုးကြောင့်ဦးကြီးမင်းအောင်လိုင်းပူတင်ကိုပေးခဲ့တဲ့စောက်ကလေးတိတ်ကိုပညာပါပါတယ်ကိုမျိုးဝင်းပြောသလိုပါပဲဒါကိုအပြစ်ဖွဲ့နေတဲ့လူတွေ ဒါကိုပဲအပြစ်တင်စကားပြောနေတဲ့လူတွေတို့တော့ကုမျိုးဝင်းစာထဲမှာပါတယ်နောက်ဆုံးစကားလေးပဲပြောလိုက်ပြရတယ်။ဘာစကားလဲဆိုတာသိကြရင်တော့သူ့စာလေးပဲဖတ်ကြည့်ကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်မင်းအုပ်ဆုံးမင်းနဲ့မင်းကမင်းအုပ်ဆုံးပုံမင်းနွားအုပ်ဆုံးတိလားနွားအုပ်တော်တော့ဆိုးလို့မရတဲ့ကောင်။နော်ငါပြောသလိုပဲမင်းတို့အခုအမွန်တင်နေတဲ့မင်းအောင်နိုင်ဦးလား။မင်းအွန်လိုင်းနေရာမှာအဲဈေးစင်းဖြစ်ဒိုဘာမင်ဖြစ်ခွေးတက်ကောင်ကိုအမီးဖြတ်ပြီးတော့ ဲ့ရုရှားဖိတ်တဲ့လမ်းကြောင်းမှာပို့လိုက်ဒါကကျွန်တော်တို့အာနာတိန်အဖွဲ့ခေါင်းဆောင်ပါဒီအဇေရှင်ကကျွန်တော်တို့အာနာတိန်ရဲ့အဖွဲ့တွေကိုအမိတ်ပေးထားတာပါဒါတုံးတို့တိုင်းပြည်အာနာတိန်စစ်ကောင်စီရဲ့ဝင်ကြီးချုပ်ပါလို့ပြောပြီးပို့လိုက်ဘူတင်လက်ခံလိုက်မယ်ရှင်းလားအဲ့စကားကိုညင်းရလားညင်းရတဲ့ကောင်ရှိလာခဲ့ဘယ်ပြောတာဟုတ်တယ်မလားရှင်းလားအဲ့တော့မင်းအောင်နိုင်ဆိုတဲ့ကောင်စတောက်သုံးကြလို့ဘူတင်ရဲ့လက်ခံတာမဟုတ်ဘူးရှင်းလားနော်အဲ့တော့နောက်တစ်ခါပေးကြည့်လို့ရှင်အဲ့တုတ်ဗီဇာကိုယူပါ မတနုမှုဆွေးနွေးရေးတယ်တို့ငကွားဆိုအရန်ဖတ်လို့ကောင်းတယ်တိမာပါအေးအဲ့ဒီတုပီဆောင်မှာမတင်းမြန်ချူချူလှနေရမှာတိရုပ်ဆောင်လိုက်မယ်တိလားငမဲလုံးကဘိုက်ကလေးနေရမှာတိရုပ်ဆောင်လိုက်မယ်အေးအဲ့စာအုပ်ကိုပေးလဲအဲ့ဒါဆိုပူတင်းပို့တဘောကြလိမ့်မယ်နော်ဟိုပေါပန်းလေးစေဘဒူရေးလို့ရေးမှန်းမသိဟိုဖះဟောခစ်ကမပြောနဲ့မနေ့တနေ့ကမှရေးတဲ့စာအုပ်ကိုယူသွားပြီးတော့ပေါပန်းလေးစေဖះလောင်းနဲ့ခိုင်းတိုင်းပြီးတော့နော်စကြဝဠာမင်းနဲ့ခိုင်းတိုင်းပြီးတော့ဘယင်နဲ့ခိုင်းတိုင်းပြီးပြောချင်တာရှောက်ပြောတဲ့စကားတွေခဏထားနိုင်အောင် တူပီစာကိုယူရင်ပို့ပြီးတော့ပူတင်ကသဘောကျလိမ့်မယ်လို့သိတာမင်းတို့အကြံပေးအဖွဲ့နဲ့ကိုပို့ပြီးတော့ကောင်းအောင်အကြံပေးတာနော်ကျွန်တော်နာမည်မင်းကိုဆိုတာမလုပ်နဲ့မင်းနွားအောင်ဆိုပဲမင်းစောက်ပေါ့သိတာမင်းတမိုင်းတေသွားပြီမင်းကမင်းရဲ့ယက်တိမှုလေးအတွက်မင်းကိုတိုက်ခါကိုဘဝကိုမျိုးဆက်အနာခတ်အားလုံးချနေလိုက်တယ်မင်းပညာမဲ့အောက်တန်းစားပဲသိလားမင်းကိုဆိုသိလားနော်အဲ့တော့ငါပြောတဲ့စကားတွေညင်းညင်းလာခဲ့အချိန်ကြီး